တိတ်ပါလမန္တလေးကွန်ဗင်းရှင်းစင်တာဘီကကွန်တိန်နာဘောက်စ်မုံဆိုင်တန်းလေးထဲမှာချင်းရိုးရာစားဖို့ပြီးမိုက်ကောဟင်းထုံးနဲ့အချားရိုးရာအစားတောက်လေးတွေကလည်းဆိုင်လေးနဲ့ဆိုင်မှာလုံစာလေးတွေကိုပြန်ပြီးတော့ပြပြပေးချင်ပါသေး။စာဘူးတီလေးကဥကလီစာလေးတွေနဲ့ပြောင်းစံတီတာမှာပြုတ်ထားလို့ဥနဲ့နည်းနည်းရှိတာကလွဲပြီးတော့အရသာမပါပါဘူး။ဒါကမှအယုတ်သီးစီလောအဆက်ကလေးရဲ့ တံပြာချင်းလေးရဲ့စာ a little bit of ရံရံလေးရဲ့ပူစိမ့်ကြိုက်လို့တလို့မျိုးအရာသာဆက်ပြီးတော့ပူဆော့မွေကလေးဖြစ်အောင်ပြင်စားရတာပါပြောင်းဆန်လေးတွေကအိပ်ဆက်ပြီးတော့ဦးလေးတွေထုတ်ထုတ်အိပ်ဝိုင်းရင်စားရတော့တမင်းစားကတွင်းပြတ်နေတဲ့တွေအတွက်ဆိုရင်တော့အတိုက်ပါပဲလုံးကတူနဲ့တွဲစားဖို့ဝက်တိစားတုံနေတဲ့အမဲကြော်လေးရင်ကိုလည်းမှားထားပါလိမ့် ားစကေချန်ကနားထမင်းနယ်လေးကဖဲခုံစတိုင်လုံးလုံးစီစီလေးနဲ့ခရမ်းချင်အာလူနားရဲ့တမမြတ်တောင်မှုရဲ့တက်တော့ဖြူစီချမှုဝေးလေးရဲ့အကြောင်းလုံးအရန်အရာသာတွေ့လာခဲ့ပါတယ် နာကောဟင်းထုတ်လေးတွေဆိုလို့ရှိရင်လည်းစာမုတ်ရောစာမုတ်ကတကယ်ကို perfect ratio ပါပဲ။ဤလုံးနာပြဲနေတာ၊ဖွာနေတာမရှိဘဲနဲ့မစက်ထဲမှာစားရတာအီအီဆက်ဆက်နဲ့ဒေသစာကိုအရသာရှိရှိကောင်းကောင်းပြင်ပေးထားလို့တကယ်မြင့်ကြီးတင်ပါရဲ့နော်။ မယုံစီမှုမွေးဆန်းပြီးဂျူးမြစ်ကလေးကိုကိုက်စားလိုက်ရတော့ရှမ်းပြည်ပြန်ရောက်သွားသလိုကိုခံစားလိုက်ရတာပါလုံးဝအနေနဲ့အိုဘာဖြစ်မှပုံညုံမိမှဆိုလို့အမြဲစကားထိမ့်မယ်မယ်ဒီခင်းထုတ်ကလေးတွေကတော့လုံးညွန်နာတော့မှလူနေအောင်မယ်မင်းလေးတွေလို့တော့ပြောချင်ပါသေးအခုလိုမျိုးခင်းထုတ်လေးစားလိုက်၊ကြရဝအူချောင်းလေးကိုမထမုံလေးနဲ့တူစားလိုက်နဲ့အရာဓာတ်တွေကိုစုံလို့ပါပဲ ။ဖယားဝဟူချောင်းလေးကသူ့အတိုင်းကြီးရှားလို့ရှိရင်လေအခောက်အသားမျှနေရောဝါရအရန်ကောင်းပါရဲ့။တိုင်းရင်းသားတွေရှုထားတဲ့ဒီအိုမှာစာဖြေရောမိလာခဲ့ပါသေးတယ်။အချင်းတိုင်းစာဖြေခြင်းအတိုင်းမုံလာဥဟာထွက်တဲ့အချင်းကိုမှဖေဖေရွရှမ်းနန်နန်ကျူဆိုင်ငညင်မြအတားနှုံလို့ဆင်ရောထားတော့ရှင်းရှင်းလေးနဲ့မွေးနေရောပါပဲ။စာဖြေလေးကိုမုံတူဘတ်လေးအတားလေးဥချမ်းလေးအသေးရွက်လေးနဲ့နေဆိုင်ရတာပါ။ လုံကတော့ဦးချမ်းလေးကိုပိုချိုက်တယ်လို့ခံစားရပါတယ်။ဘာလို့လဲဆိုတော့ဦးချမ်းမကဝါလိုက်လို့ရှိရင်ထွက်လာတဲ့အနံ့ကလေးကအချင်းကအစာပလာရီရဲ့အနံ့နဲ့အရန်လိုက်ဖတ်လို့ပါ။သူကဆက်ဆချင်းစားရင်မဆက်ပဲနဲ့စားရင်စားရင်မှအရှိန်တက်ပြီးတော့စားဆက်လာတာမျိုးပါ။ ဒါမို့အဆက်ပြေရအောင်အာတခိချင်းကရိုးရချက်သားတုပ်လေးနဲ့အဆက်ပြေဖြီးပါရင်သူကလေကြီးတော့တာရိုးရိုးလေးပဲနဲ့ချက်သားမွလေးနဲ့အတူတုပ်ပေးထားတယ်။ချက်တုံမင်းမြေပန်းဆိုင်ကဘလို့လိုက်လို့လိုက်မှမသိစားလို့ကောင်းနေပါရော့။ လုံကတော့တိုင်းရင်းသားအစုံစားရင်ပိုင်လဲတင်းမီမို့လို့ဖြော်ရည်လေးနဲ့အာလူကြော်လေးစားရင်အစားပိန်လိုက်ပါပြီဒီမုံသေးတန်းလေးမှာလုံစားခဲ့တဲ့တိုင်းရင်းသားလေးတွေအပြင်အခြားရွေးချယ်စရာအစားအသောက်တွေလည်းတော်တော်စုံပါသေးညနေခင်းလေးဆိုလို့ရှိရင်လေးတဖြူဖြူနဲ့ထိုင်လို့ကောင်းပြီးတော့မိသားစုလိုက်တငယ်ချင်းတွေနဲ့အုပ်စုလိုက်ချီးလို့ကောင်းတဲ့နေရာလေးမို့လို့လုံငန်းညွှန်ပေးလိုက်ရပါတယ်ဒါဆိုလို့ရှိရင်နောက်ဗီဒီယိုထဲမှာပြန်ဆောင်ကြပါမယ်နော်တတား